ဝါပြည့်သွေးစည်းညီညွတ်ရေးတက်မတော် UWSA ထိချုပ်ထားတဲ့ရှမ်းပြည်အရှိပိုင်းမိုင်ပေါင်းမြို့နယ်ထဲမှာမြေရှားတက်သူသူဖော်မှုအဆက်မတန်များပြားလာတယ်လို့ရှမ်းလူခွေရင်မန်နဲ့ SHRF ကပြောပါရယ်ကိုပီတာကစုစည်းထားပါရယ်ဂျူတူတက်ပုံတွေအချက်အလက်တွေအရမိုင်ပေါင်းဒေသမှာတရုတ်နိုင်ငံကယင်းနှမြုံနယ်နဲ့မြေရှားတက်သူသူဖော်ရေးလုပ်ငန်းတွေရှစ်ဆများပြားလာတယ်လို့ SHRF ကဇွန်လ19ရက်နေ့မှာထုတ်ပြန်ပါရယ် ညရှာတတူတူဖော်ရေးလုပ်ငန်းတွေဟာဒီသက်ခံလူထုအတွက်အကျိုးမြတ်မရရှိဘူးလို့ SHRF ကထောက်ပြထားပါတယ်အထူးကတော့ပြည်သူတွေတော့အကျိုးမြတ်မရှိတာတိတ်ထားပါတော့ဘသူတွေအကျိုးမြတ်ရလဲဆိုတော့ကျမတိတ်ထားမပြောနိုင်ပါနဲ့။တာကတော့တရုတ်ရဲ့အကျိုးမြတ်ပုံအများကြီးမှာပြည်သူတွေဒေတာခံပြည်သူတွေအကျိုးမြတ်မရှိဘူးလို့နေရရှင်2015ခုနှစ်မှာလောက်ွက်3ကွက်ပဲရှိခဲ့ရကနေ2025ခုနှစ်နောက်ပိုင်းမှာတော့လောက်ွက်26ကွက်ထဲမှနေတူလာခဲ့တယ်လို့ဆိုပါရယ်။ ဝါဒီတာသွေးမြေရှားထုတ်လုပ်မှုဟာကချင်ပြည်ထဲကမြေရှားသူဖော်တဲ့နေမျိုးတွေကိုကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA ကတိတ်ပိုက်လိုက်ပြီးတဲ့နောက်ပိုင်းပိုတိုးလာတယ်လို့ဆိုနိုင်ပါတယ်။ကချင်ပြည်ချီဖွေပန်ဝါဆော့လော်ပြည်မော်မြို့နယ်တွေကိုကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA က2024ခုနှစ်အောက်တိုဘာလကတည်းကအဲ့ဒီဒေသတွေထဲကမြေရှားတပ်တုသူဖော်ရေးလုပ်ငန်းတွေရပ်တန့်သွားခဲ့ပါတယ်။ ထီးကြတော့ KIO KIO တွေကမှဒီမြေရှာတက်တူတူဖို့မှုရတချို့တွေကအခုထိုင်နေတို့ပြိုင်မှဟိုတချို့ရက်တက်နေရတဲ့နေရာတွေရှိတဲ့အခါရဲ့ရှိနေတဲ့ကြတော့တို့ဒီဖက်ဒေတာမှာပုံမှန်တို့ပြီးထုတ်လာလို့မြင်ပါရှင်ဒီလုပ်ငန်းဟာအန်တီရရှိတဲ့ဓာတုပစ္စည်းတွေကိုအသုံးပြုပြီးစီကားမဲ့စွတ်ပစ်နေတာကြောင့်ဒေတာခံတွေရဲ့အသက်မွေးဝမ်းကြောင်းနဲ့လုံခြုံရေးကိုတိုက်ရိုက်ခြေချောက်နေတယ်လို့ဆိုပါတယ်2023ခုနှစ်ဆိုလလအတွင်းကမိုင်းပေါင်မြို့မှာဖြစ်ပွားခဲ့တဲ့ရေကြီးမှုကလည်းမြေရှာတူဖို့မှုကြောင့်တောတောင်တွေပြုတ်တီးပြီးမြစ်ချောင်းတွေတိမ်ခေါ်လာတာရဲ့ တရရဲ့အကျိုးဆက်ဖြစ်တယ်လို့အစီအခံစာကထောက်ပြထားပါတယ်။ဒါ့အပြင်ဒေတာတခုထဲမှာတင်မကားပဲနေစာဖြတ်ကျော်တဘာဝပတ်ဝန်းကျင်ပြဿနာတရဖြစ်လာနိုင်တယ်လို့ရင်းလျက်ဟာကဆက်ပြောပါတယ်။ နေဆက်ဖြတ်ချက်တပါပေါင်ဝင်ပြဿနာဆိုတာကအခုလက်ရှိကျွန်တော်တို့ဒီလိုဖြစ်နေကြလို့မျိုးအာဒီမာယွန်နာကဒီမြင်ရှာတဲ့သူတွင်နဲ့တွင်ကြောင်းပေါ့နော်ကျွန်တော်တို့ဒီနမ်ခုံမြင့်ထဲမှာရေးတယ်ညဉ့်ညံနဲ့ဒီညဉ့်ညံနဲ့ရေးရထိုင်းဘက်ကိုရောက်သွားပြီးမှထိုင်းဘက်ကလည်းပြီးသူတွေလည်းဒီညဉ့်ညံမှုခံစားရရပေါ့နော်အခုကျွန်တော်တို့ဒီထုတ်တဲ့ဒီဒီရဲ့အခုဒီကျွန်တော်တို့ဒီခုထုတ်တဲ့မိုင်းပေါက်ဆိုရဲဒီလိုပဲသူတန်လင်းမြစ်ပေါ်မှာမင်းမူဒီဒီရဲ့မြစ်ကစီးတဲ့ရေးတာတန်လင်းမြစ်ကိုစီးသွားမယ်တန်လင်းမြစ်ဒီရဲ့ကျွန်တော်တို့ဒီနိုင်ငံရဲ့ဒီရဲ့အကြီးဆုံးမြစ်ဆိုလည်းဖြစ်တယ်နောက်ခုကမဲခေါင် မြင့်ထက်စီးမယ်မဲခေါင်စွာကြကြကျမတို့ဒီထိုင်းနဲ့မြန်မာတင်မဟုတ်ဟိုအောက်ဖက်ကျမတို့နိုင်ငံကအထီးစီးသွားတဲ့နိုင်ငံကမြင့်ဖြစ်တယ်ပေါ့နော်ဒါကိုပြောချင်တာမှာစစ်တပ်ရဲ့အာဏာသိမ်းမှုနောက်ပိုင်းမှာမြေရှာတူဖော်မှုပုံများလာတာဟာတက်ဆိုင်ရာအာဏာပိုင်တွေရဲ့မျက်ကွယ်ပြုမှုဒါမှမဟုတ်တိတ်တဆိတ်သဘောတူညီမှုတွေရှိနေနိုင်တယ်လို့ဆိုပါတယ်မြေရှာတပ်တုကလျှက်စစ်ကားစမတ်ဖုန်းလေအားလျှက်စစ်တာပိုင်တွေစတဲ့ခင်မီနေပညာမြင့်ပစ္စည်းတွေထပ်လုပ်တဲ့နေရာမှာမရှိမဖြစ်လိုအပ်တဲ့ကုန်ကျန်းတမျိုးဖြစ်ပြီး မြန်မာနိုင်ငံကအမြင့်ဆုံးတက်သူဟာတရုတ်နိုင်ငံအတွက်ယူဟာမြောက်ထုတ်ကုန်ပစ္စည်းဖြစ်ပါတယ်။